ကျွန်တော်စိတ်ကူးတဲ့ကဒီကေဟို modern minimalist ကိုဟို space ကိုနောက်၄ယောက်ကိုနောက်သူ့ရဲ့ design တွေအစကျွန်တော်တကယ်ဟိုသဘောကျမိတဲ့အိမ်တစ်လုံးလို့ပြောလို့ရမယ်အိမ်တစ်လုံးကိုဒီနေ့ကျွန်တော် house လို့ပြီးမှဖြစ်ပါတယ် ဒီအိမ်ကိုတော့ Noble Construction and Decoration Company ကနေပြီးတော့စောက်ထားတဲ့အိမ်တလုံးပေါ့နော်။အခုကျွန်တော်တို့ဒီအရှိမျက်နှာစာကိုစပြီးမြင်ရကြတဲ့ကဒီမှန်တွေ Timber Glass တွေအများကြီးတုံးပြီးတော့ဟိုဒီအထဲက material ကိုအထဲက layout တွေအစအာတကယ်ကိုခင်မီလွန်းနေဆိုတဲ့ feeling ရတဲ့အိမ်တလုံးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အလွာတိုင်းအလွာတိုင်းမှာကျွန်တော်တို့ ဟိုမြန်မာဆန်တဲ့၄ယောက်တွေလုံးဝမခံစားရဘူးကျွန်တော်တို့ YouTube ဒီမှာကြည့်တယ်ဆိုရင်အာမြင်တွေ့ရလေရှိတဲ့၄ယောက်မျိုးကိုခံစားရမယ့်အိမ်တလုံးဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့ရဲ့ channel ကတော့ဒါဒီ60ပတ်လည်လောက်ရှိတဲ့ channel တစ်ခုထဲမှာအိမ်က P30 ပတ်လည်ကိုစောက်ထားတဲ့အိမ်တလုံးပေါ့နော်အိမ်ကန်ကတော့၄ကန်အပေါ်ဆုံးအလွာဆိုရင်တလွာလုံးအိမ်ကန်တစ်ခန်းနဲ့လုပ်ထားတဲ့စိတ်ကူးတွေကဟို master bedroom ပေါ့နော်စိတ်ကူးတွေက ဟို bedroom တကယ်ကိုရေစိမ်ကန်နဲ့တကယ်လှတဲ့အိမ်တလုံးကိုဖြစ်တယ်ဆိုတော့အာကိုကလည်းအိမ်ဆောက်ဖို့စဉ်းစားနေတယ် modern bed ကိုအရင်အဲဘယ်အားတာပြီးတော့အရင်ကြိုက်တယ်ဆိုရင်ဒီအိမ်ကိုကြည့်တင်တယ်နောက်ပြီးတော့ဒီ construction ကိုဆက်သွယ်ပြီးတော့ consolidation လုပ်ပြီးတော့အလုပ်အပ်တဲ့အိမ်တလုံးလည်းဖြစ်တယ်အခုကျွန်တော်တို့ဒီဘက်ကိုရဲ့ခြံထဲဝင်လာတဲ့နေရာကနေစကြည့်မယ်ဆိုရင် तू က ခြံတစ်ခုလုံးကိုပလင့်လုံးဝအမြင့်အင်ဂျီကိုကျွန်တော်ယူထားတာကိုခံစားရမှာဖြစ်ပါတယ်ပလင့်အမြင့်ယူထားတယ်ပြီးတော့ရင်ဒီဘက်ဆပြီးတော့ဝင်ဝင်ချင်းဒီဇိုင်းတစ်ခုလုံးကဘယ်ဘက်မျက်နှာကိုပဲကြည့်ကြည့်ကျွန်တော်တို့ view ခံစားရမယ် lighting ဝင်နေရမယ်အဲပြီးတော့ရင်ကျွန်တော်တို့ ventilation ကောင်းနေရမယ်ဆိုတော့အာ planning ပေါ့နော်လေးရောက် planning ကိုခံစားရမှာဖြစ်ပါတယ်ခြံတစ်ခုလုံးကိုမြင့်ပြီးသွားပြီနောက်ဒီဘက်ခြံကတော့အခုကားပါကင်လေး မြင်ရပြီးတော့နောက်ရီကူကန်ထည့်ပါမို့နော်ဆိုတော့ရီကူကန်ဒါထည့်လိုက်ပြီဆိုရင်လုံးဝအရန်ကို perfect ဖြစ်သွားတဲ့ modern minimalist အိမ်တစ်လုံးဖြစ်သွားမယ်အခုဒီအိမ်ပန်ရှင်ကလည်းဒါလူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နဲ့ရွယ်သူအတွေးတူဟိုနောက်ပြီးအကြိုက်တူတဲ့ပုံစံဖြစ်ရပါဘောနော်ဒါကြောင့်မလို့ဒီအိမ်ကို house solo တဲ့အချိန်မှာကိုကိုတိုင်လည်းအရန် exciting ဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့အခု channel ရတာတော့32ကျွန်တော်တို့အာ ကျွန်တော်လုံးစရာလေးလိုတာပေါ့နော်ဆိုတော့ဒါကိုကျွန်တော်အိမ်ထဲတွက်ကြည့်မယ်ဒီမှာဆိုရင် plant level ကိုကျွန်တော်တို့ဟိုခြံကိုမြင့်ပြီးတော့အိမ်မကြီးကိုထပ်မြင့်ထားတယ်ဒီနေရာတွေဆိုရင်တော့ဒါပန်းကုံအနေနဲ့ခြံထားပါတော့အယောင်ကတော့အာခဲအောင်အဖြူအောင်ပေါ့နော်ဒါ modern အယောင် design ကမိုက်တယ်ကဲကျွန်တော်တို့အိမ်ထဲစဝင်လိုက်တာ ਨੇ ပုံမှန်ကျွန်တော်တို့မြန်မာ အများတို့ကိုယ်ဘက်မှာစောက်တဲ့မြန်မာဒီဇိုင်းတွေနဲ့ကွဲထွက်တယ်လို့ခံစားရတယ်။အဲ့ဒါလေးကွဲထွက်မှပဲကျွန်တော်အပြင်ဒီဇိုင်းရောအထဲအဲကျွန်တော်တို့ကြည့်တဲ့အချိန်မှာတကယ်ကိုနိုင်ငံခြားဆန်တယ်ပေါ့နော်။ modern ဆန်တယ်လူငယ်ဆန်တဲ့အဲ feeling ရတယ်။ဘာလို့ဆိုအခင်းကသူကတော့ဒီအာ vinyl flooring ယူလိုက်တယ်။ပူပြီးတော့လင်းသွားတယ်ပေါ့နော်။အခင်းကလင်းသွားတယ်။သူတို့မြန်မာအဲဒီကကျွန်းချိုက်တယ်မှန်ပါတယ်။ကျွန်းကတော့ quality ပူပြီးတော့ grand ဖြစ်တယ်ဆိုပေမဲ့ဒါကတော့ပူပြီးတော့ minimalist ဖြစ်တယ်။ အာလင်းလင်းတင်းတင်းရှိရယ်ဒီနေရာကတော့ဟို dining ဖြစ်ပါတယ်သူကတော့ living dining ကိုလုံးဝ open space ကိုပေးလိုက်ပေါ့နော် ground floor မှာဒီဘက်ခြမ်းမှာတော့ kitchen နဲ့အာ now west kitchen ရှိမယ်ဒီတခန်းကတော့ပြောမယ်ဆိုတော့ that one master bedroom ပေါ့နော်အဲ့ဒါမိတ်ဆွေတွေအတွက်သုံးလို့ရတယ်လူကြီးမိဘတွေအတွက်လည်းသုံးလို့ရတယ်နောက် ceiling တစ်ခုကလည်းအပေါ်က ceiling နေဆိုရင်တတရက်ပဲရမ်း ဟိုရောင်စုံမီးတွေပြေးနေတာလိုက်ထရေးတွေအများကြီးဆိုတာမျိုးမမြင်ရပေမဲ့လေဟိုတခန်းလုံးကိုအလင်းရောင်မျှတယ်နော်ဒီမှာဆိုပရင်ပေါက်တွေအများကြီးထားထားပြီးတယ်ဆိုရေချူကအင်တာနီမှာလဲဒါကတော့ဟိုသုံးစံတိုင်းပဲမြန်မာအယူတွေလည်းပါတယ်လို့အဲနောက်ရှီဒီပါညာရှန်ခဲ့မယ်ဆိုရင်အပြင်ကိုမသွားတော့ဘူးပေါ့နော်အပေါ်တိုင်းပြင်ဆင်ရတော့သုံးစံတိုင်းပဲအဲနောက်ဒီကြွေပြားရွေးထားတာလည်းနင်းနင်းတင်းတင်းပဲဒါကြောင့်မို့ဒီအိမ်ကတော့ minimalist ကိုမှ အရန်နေငံကြီးဆန်တဲ့ feeling ရရပါတော့အပေါ်ကမီးဆိုင်တွေဆိုရင်လည်းဟိုရွရွရှင်းရှင်းလေးပဲအဲ့တော့ magnetic light tray တွေပေါ့နော်ဒီဘက်ကိုတတိထားမိပါဒီအာ magnetic light trunk ပေါ့နော်အဲ့အဲ့လိုပုံစံတုံးထားတယ် hotel ဆန်ဆန်လေးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာတော့ mid room တစ်ခန်းပါမယ်ဒီဘက်မှာ kitchen ပေါ့နော်ဒီ kitchen ကတော့ open အနေနဲ့လုပ်လို့ရတယ် အာလိုပါတယ်ဆိုရင်တကားပိတ်လိုက်လို့ရတယ်။ဒါပေမဲ့နောက်ပိုင်းအိမ်ဒီဒီ architect တွေကတကယ်တော့ဒီတကားပိတ်လိုက်မယ်ဆိုရင်အမျိုးသမီးဒေါ်လကောင်တယောက်ယောက်ချက်ပြုတ်နေချိန်မှာအထီးပူကြံတယ်ပေါ့နော်။အဲအဲ့လိုဟို idea ကိုဟိုတပြေးပြေးနဲ့ design ဆွဲလာပြီးရဲ့နောက်ပိုင်းမှာအချီဒီယူလိုက်တာများတယ်ပေါ့နော်။ဒီမှာတော့ဒါ solid surface ကိုတုံးထားပြီးတယ်။နောက်ပြီးတော့ဒီကြွေကားတွေဆိုရင်လည်းနပီတပီ site ကြီးတွေကိုကတ်ထားတာဖြစ်တဲ့ကြောင့် space ကပိုပြည့်ကျဲပေါ့နော်။ဒီအိမ်ကတော့ပေ30 ပတ်လည်ရှိရယ်ဒါ ground floor မှာပဲရှိရယ် second floor third floor မှာဆိုရင်တော့မထင်သားလောက်အောင်ကြည့်လို့ခံစားမှာနော်ဒီအခန်းကတော့ main room ပေါ့နော် store room အနေနဲ့လည်းလုပ်လို့ရတယ် main room ဆိုပေမဲ့လည်းသူ့နေမှာလည်းပတင်းပေါက်တေချာလေးထည့်ထားတယ်လေကခွင်အောက်မှာတော့ common wc ပေါ့ဘုံဘုံ WC အနေနဲ့ကချေချေလေး feeling ရတယ်။သူကနေသူတော့ခြေတယ်။အစင်တော့ကျွန်တော်တို့အနောက်ဘက် west kitchen လေးပြပြီ။ဒီအနောက်မှာ ဝက်ကချင်ဒီနေရာသူ့ရဲ့ခြံကြောင့်လေဒီလူမျိုးရအပူလာတာပေါ့နော်ပူလာတော့လေပူကောင်းတယ်ဒီအနောက်ဘက်မှာတော့လုံးဝဘာညာတေချာချက်ပြုတ်လို့ရမယ်ဒီဘက်မှာဆိုရင်လေမူးလုံးလေးလုံးလုတ်ထားပြီးတယ်ရွှော်ဆက်အဝတ်ချောက်ဆက်တေချာလေးထားထားပြီးမယ်ကျွန်တော်တို့ ground floor ကိုပြန်လေ့လာမယ်ဆိုရင်ဒီဘက်မှာ dining living ပြီးမှဟိုအကန့်တခန့်ရယ်ဒီဘက်မှာတော့ drying kitchen ပေါ့နော်ဘုံက for show ဒီဘက်မှာ main room တခန့်နဲ့ common wc ဒါတော့အိမ်စောင့်မဲ့လူတွေအတွက်လိလာမှုပေါ့နော်ဒီကခွေကတော့ဒါကျွန်ပါတီတုံးထားတယ်ဒီ lighting ပေါ့နော်ခုနကျွန်တော်တို့ဒီအိမ်ပေါ်မတက်ခင်ခဲ့တဲ့ကျွန်တော်ပြောခဲ့တယ်လို့ဒီအိမ်က၄ရောက်ရဲ့နောက်ပြီးတော့ ventilation နဲ့ lighting ဒါအရင်ကအရေးကြီးတဲ့အာအရင်ကလက်ရမြောက်တဲ့အိမ်တလုံးလို့ပြောလို့ရတယ်ဒါနောက်ပူပြီးတော့လင်းသွားအောင်ဆိုပြီးတော့ timber glass ကိုတုံးလိုက်တာလည်းဘာဖြစ်လို့ဆိုရင်ကျဲတယ်လို့ပြောတယ်အလိုလျောက်ခံစားသွားတာပေါ့နော်ဆိုတော့ဒုတိယအလွန်မှာတော့အိမ်ခန်းနှခန်းရှိမယ် နှကန်းတော့ဗာရေချူကအိမ်သာတွဲရပဲဒီနေဟာတော့ဒါ shrine ပေါ့နော်ဟိုဖျားเจ้าဆောင်လွတ်လွတ်ရတယ်ပြီးတော့ရင်ဟိုကိုယ့်ရဲ့ဧကန်လွတ်လွတ်ရတယ်သူ့ရဲ့ငကူရဲ့အချိန်ကဒီမှာဖြစ်မှာပေါ့နော်ဘာလို့ဆိုအရှိပါကျွန်တော်ဝရန်တာကိုအရှိရနေကြည့်လိုက်တဲ့အချိန်မှာသူကဒီလိုကွန်တိန်နာဒီဒီလိုမျိုး cross ထားတဲ့ပုံစံဖြစ်သွားတယ် အာဒါကြောင့်မလို့သူကဘေးကိုပိုကားတယ်လို့ခံစားမှာဒါဆိုတော့အိမ်တစ်ခုကပိုကျဲတယ်ပေါ့နော်ဒီအိမ်ကတော့ပေ30ပတ်လည်ရှိတဲ့အိမ်ကလေးပေါ့နော်နောက်တစ်ခုအားသာချက်ကဒီ thermal glass ကိုအပြည့်ကိုယူထားတာတော်တော်လေးကျဲတယ်ဒီအိမ်မှာသတိထားမိပါခုနပြောလို့ဒီအခင်းကြောင့်လည်းအများကြီးပါမယ်လို့ထင်တယ်လူဝင်လိုက်တဲ့လင်းထင်းနဲ့ဒါကျွန်တော်တို့ညနေစရိုက်တာပေါ့နော်ဟို night view လေးလူချင်းတို့ညနေရိုက်တယ်ညနေရိုက်တော့ဒီအပြင်ဘက်ကိုလည်းကောင်းကောင်းလင်းထင်းနေတာမြင်ရမယ်အထဲမှဆိုရင်လည်း ဟိုနေ့လေးဆိုအပြင်လိုက်ပြီးရမယ်ညဆိုတော့လေဒီအခင်းကဒါတစ်တားကိုအဖြူရောင် vibe ရတာပေါ့နော်အဓိကတော့ vinyl flooring ဒီအရောင်ရွေးထားတာဖြစ်တဲ့ကြောင့်မို့လင်းလင်းထင်းထင်းပေါ့နော်ဟို modern ကြိုက်တယ်လင်းထင်းတာကြိုက်တယ်ဆိုရင်ဒီ flooring ဒီအရောင်ကိုရွေးဖို့လည်း recommend လုပ်တယ်ဆိုတော့အခန်းလေးကြည့်မယ်ဒီအခန်းလေးမှာဆိုရင်လေခုနကပေါ်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲဒီ magnetic light train light tray တွေပေါ့နော်အဲအဲ့လိုဟိုတုံးထားပြီးတယ်နောက်ဒီဘက်ချမ်းမှာကတော့ wardrobe တွေပါထားပါเนาะတည်တံ့တယ်သူကတော့ဒါကိုကန့်ထားပေးတာကိုလည်းမြင်ရမယ်ဒီချွတ်အင်တာလေးကိုကျွန်တော်ပြပေးမယ်ဒါဒီချွတ်အင်တာစီမံတယ်ဒီဘက်မှာသတင်းပေါက်အကျဉ်းဖွင့်ထားပေးတယ်အဲဒါကြောင့်မို့သူကတော့ဟိုလင်းလေကြွေပြားတွေလေအမဲအောင်ရေးသုံးတာတဲ့အဖြူအောင်သုံးတာပိုကောင်းတယ်ဆိုတော့အခုဒီအိမ်မှာတတိထမ်းမြင်မှာသူကအဖြူအောင်တက်သားကိုလည်းနည်းနည်းအဖြူအောင်သွားတာဖြစ်နေကြောင်မို့လင်းတယ်လင်းတော့နေထဲတော့ကောင်းတယ် ဒီကျွမ်းအိမ်သာမိဘခန်းနေမှာဆိုရင်လည်းကြွေပြားအဖြူရောင်ရွှေသုံးတယ်ဆိုတော့ဒီခါကျရင်တော့အသိအပေမခံလို့ခံစားပေမဲ့တကယ်တော့နေတဲ့အချိန်မှာတော်တော်လေးစိတ်ကပုံမှိုင်းနေတယ်ဆိုပြီး feeling မရောက်ပါဘူးနော်ဆိုတော့ဒီဘက်ချမ်းမှာတော့ဒါဒုတိယမြောက်အိတ်ခန်းပေါ့နော် ဟို ground floor မှာတခန်းပါပြီးသားဖြစ်ပါတယ်တကယ်မပေ30ပတ်လည်မှာအခု၄ရက်တွေပါလေလေ့လာတိုင်းပေါ့နော်အခုအိမ်ဆောက်နေဆိုရင်စပြေလေ့လာလို့ရတယ်ဒီမကြည့် veranda ဆိုရင်လည်းဟိုဘက်ဒီဘက်က veranda ဒီလိုတန်းလိုက်မဟုတ်တော့ပင်မဲ့ဖက်လာတဲ့နေရာအရာသူ့အနေနဲ့တူတော့နေလို့ထိုင်လို့တော့ကောင်းတယ်ဘာလို့လဲဆိုရင်ဟုတ်ပဲတန်းတယ်ဆိုရင်လည်းအရင်ရိုးသွားပြီး creative မဖြစ်ဘူးလို့ခံစားရပါတော့။တောင်လေး combo လုပ်ထားတယ်လည်းအရင်လာတယ်။အခင်းကတော့အဲ့လိုဟိုကျုံးအနက်ရောင်လို့တော့အပေါ်မှာအဖြူရောင်လေးဆိုတော့ အရန်ဟို combo ကအရန် light နေတယ်လို့ခံစားရပါတော့။ဆိုတော့ဒီအိမ်မှာကျွန်တော်ခုနအောက်မှာပြောခဲ့တဲ့အတိုင်းပဲအပေါ်ဆုံးအလွာဆိုရင် P30 ပတ်လေလုံးတခန်းလောက်ထားတာ။ဘလူးမစိုးဘောနော်။ master bedroom ကမှနေမယ်ဆိုအဲ့လိုပုံစံနေရှင်ကြတာကြီးပဲ။တကယ်လည်းဒီအိမ်ရဲ့ idea လည်းအရန်ကောင်းတယ်။ timber glass ကိုတုံးလိုက်တဲ့အားဓာချက်ကြောင့်လည်းပူကျဲတဲ့ feeling ရတယ်။ပူပြီးတော့အာဖြရှိသွားတယ်နော်။ဒါကတော့ကျွန်တော်အပေါ်ဆုံးတက်မဲ့လေကခွင်းရဲ့မီးပေါ့နော်။အရန်ရုံရှင်းတယ်ဘာမှ ကနှုတ်ဒီဘာညာမရှိဘူးတဲ့အလင်းအောင်ဟာရှယ်ဒီဇိုင်းကတကယ်ကိုမင်းနမီလစ်ဖြစ်လို့နေပါနော် so ဒီဒီခါတော့ကျွန်တော်တို့အပေါ်ဆုံးက the grandmaster bedroom ဘောနော် the grandmaster bedroom ဆိုရင်ဒါပေ30ပတ်လေလုံးတပြင်းလုံးကဒီတခန်းပဲယူလိုက်တယ်ဘာလို့ဆိုရင်ခုနပြောသလိုပေါ့ဒီပေ30ပတ်လေလုံးဝရန်ဒါကရှေ့ထုတ်လိုက်တာဖြစ်တဲ့လူကြောင့်မျိုးဒီရဲ့ space ကကိုယ်ချိုက်တယ်လို့ပြန်ပြောယူလို့ရတယ်ဒီနားမှာ sofa လေးထားမလား နောက်တစ်ခုကတော့အာဒီ lighting ပေါ့နော်ပုံမှန်ဒီကနေရောဒီကနေရောအလင်းအောင်ဝင်နေမှာအာလုံးဝလင်းထင်းပြုတ်ဟိုအရင်ကြီးလူမမြင်စေချင်လို့ဆိုရင်ဒီအဖြူရောင်ကန်လကာတုံးလိုက်ပေါ့နော်အစွင်တော့အလင်းအောင်ရမယ်အပြင်းမမြင်ရဘူးဟိုလင်းလင်းထင်းထင်းလိုချင်နေဆိုရင်သူအကုန်ဖွင့်ထားလိုက် share ဒီဘက်မှာကတော့သူကသူကတော့ဟိုဟာ sweet ပေါ့နော်အထဲမှာ green ထားမယ်ဒီဘက်မှာကတော့ဆိုဖာထားမယ် TV ထားမယ်အခုလေ wardrobe တည်တံ့ထားမဲ့အခန်းတစ်ခန်းပါပေါ့နော်လုံးဝစက်ကူးတွေက master bedroom ပဲဆိုတော့ဒီအခန်းဆိုရင်ကျွန်တော်တို့အမျိုးသမီးတယောက်အတွက်ဆိုရင် तू ကဒီဘက်မှာဘီလိုအလဲမှာခုံထားမယ်ဘေးနားမှာပတ်လေဘီလိုရိုက်လိုက်မယ်ဂျူလရီပဲထပ်ထားအိတ်တွေပဲထပ်ထားဘာထပ်ထားအကုန်လုံး is it ဒါကောကိုပဲ imagine လုပ်လိုက်ပါတော့ဒီ decoration အကုန်ကိုပြန်ထည့်ရမယ်ပြီးရင် तू ကတော့အရှိတ်ဘရန်ဒါဆိုအနောက်ဘက်လည်းဘရန်ဒါရှိမယ်အရှိတ်ဘက်လည်းဘရန်ဒါရှိမယ်ဒီဂျူကအိမ်သာဆိုရင်လည်းလာကျွန်တော်ပြပါ ဒီသူ့ရဲ့ဘတ်ချောက်ကိုပဲကြည့်လိုက်ဒီကနေပြောအလုပ်တွေပြန်လာမယ်တော့ကြီးစိမ့်မယ်ဒီပရင်ဘောက်ကတော့အခုညအဖြစ်သွားပြီပေါ့နော်အပြင်ကိုကြည့်လိုက်လို့ဆိုအပြင်မှာအပြင်နဲ့အများကြီးပဲတော့ကချေဖို့ကိုတက်တက်ကိုဒီဇိုင်းဆွဲထားတယ် feeling ရတဲ့အိမ်မျိုးဖြစ်ပါတယ်။နောက်ဒီဘက် basin နဲ့အာဒီ plan ပေါ့နော် plan နဲ့အကြီးပဲ light တွေပါထည့်ထားပေးတယ်။ဆိုတော့ဒီရေချွတ်အိမ်သားရဲ့နောက်ပြီးတော့ဒီ grand master bedroom ကြီးကတော့လုံးဝ စိတ်ကူးတွေကစတဲ့တွေစိတ်ကူးတွေကဒီဇိုင်းလို့တောင်ပြောလို့ရတယ်။နောက်ဒီဘက်ချမ်းမှာဆိုရင်လည်းဒီ personal capacity ထားလို့ရတယ်နော်။ဆိုတော့ဒီအင်ကိုတော့ကျွန်တော် Noble Construction and and the grading company ရနေပြီးတော့ဟိုဒီဇိုင်းရနေပြီးတော့စပြီးတော့ကျန်းတဲ့အချောတွေအားလုံးစောက်ပြတာဖြစ်ပါတယ်ကိုလည်းစောက်ခြင်းလည်းဆိုရင်တက်တယ်လို့ရအောင်ဖုန်းနံပါတ်ကော page ကောကျွန်တော်ထည့်ထားပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကနေပြီးတော့ idea တခုခုရခဲ့မယ်ဆိုရင်လည်းအောက်မှာ comment မှာ sectional dob ba so